မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စစ်တပ်ကတို့စစ်နည်းပညာတပ်ကတို့နဲ့စစ်မှုရန်တင်နန်းချောင်းများမှာကြိုတင်မဲများပေးခိုင်းနေပြီးတော့ကျပ်ဖို့ပါတီကိုသားမဲထည့်ရမယ်လို့အမိန့်ထုတ်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ဦးမြန်မာရှိတဲ့စစ်တပ်ကတို့ DSA နဲ့တမတော်နည်းပညာတပ်ကတို့ DSDA တို့မှဗိုလ်လောင်းတင်နန်းတက်ရောက်နေတဲ့စစ်ရာရှိလောင်းများကိုကြိုတင်မဲပေးရမယ်ဆိုပြီးတော့သက်ဆိုင်ရာကျောင်းအုပ်စစ်ရာရှိများကအမိန့်ပေးလာတယ်လို့သိရပါဗျ။ ကြိုတင်မဲထည့်ရမှာလဲစစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်ဖြစ်တဲ့စစ်ရေးနိုင်ငံရေးနဲ့စီးပွားရေးအငြင်းရှိပြီးတော့တိုင်းပြည်တိုးတက်ရေးနဲ့ငြိမ်းချမ်းရေးကောင်းမွန်အောင်ဆောင်ရွက်နိုင်တဲ့ကျန့်ဖို့ပါတီကိုယ်စားလှယ်များကိုသာမဲပေးရမယ်လို့ပြောဆိုညွှန်ကြားထားကြောင်းသိရပါတယ်စစ်တပ်ကတော့နဲ့တပ်မတော်နီးပညာတပ်ကတော့တက်နေတဲ့စစ်ခွေးဘိုလောင်အရာရှိတွေအားလုံးကြိုတင်မဲထည့်ခိုင်းနေပါတယ်ကျန့်ဖို့ကိုပဲမဲပေးရမယ်တဲ့တခြားဘဲပါတီကိုမှမဲပေးလို့မရဘူးနိုင်ငံကောင်းအောင်လုပ်ပေးနိုင်တာကတပ်မတော်နဲ့အတူအလုပ်လုပ်နိုင်တဲ့ပြည်ခိုင်ဖြိုးကိုပဲမဲထည့်ရမယ်လို့ပြောတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ပြည်ဦးလွယ်မှာဒုဗိုလ်ချုပ်ကြီးဟောင်းများထွန်းဦးကပြည်သူ့လွတ်တော်ကိုယ်စားလှယ်အမတ်လောင်းအဖြစ်နဲ့ဦးဆောင်ပါဝင်ရှင်ပြိုင်မှဖြစ်ပြီးတော့ဗိုလ်လောင်းရာရှိများအနေနဲ့ကျပ်ဖို့ပါတီကများထွန်းဦးအပါအဝင်ကျပ်ဖို့အမတ်လောင်းများကိုသာမဲပေးရမှာဖြစ်တယ်လို့သိရပါတယ်။အလားတူပဲနိုင်ငံတော်လုံးမှာရှိတဲ့စစ်ခွေးတပ်နဲ့ပတ်သက်တဲ့တပ်ကတော်များ၊တင်နန်းကျောင်းများ၊စစ်မတော်တင်နန်းကျောင်းများမှာလည်းချိုးတင်မဲပေးမှုများကိုပြုလုပ်သွားမှာဖြစ်ပြီးတော့အရိကအဖြစ်ကျပ်ဖို့ပါတီကိုသာမဲထည့်ရန် စီယိုကညွှန်ကြားချက်ပေးထားတယ်လို့ပြောပါလေကျိုးတင်မဲများကိုမဲပေးဆက်နေမှာဟုတ်ပဲမဲလက်မှတ်နဲ့တောင်မဲပေးရမယ်လို့စီခွေတဘက်ကအတိပေးလာကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ KNB နဲ့ဟန်မျိုးမဲပေါင်မီးပွင့်အနီးမှာဖွင့်လှစ်ထားတဲ့ဖုန်းဆိုင်ကိုမနေ့ကနိုဝင်ဘာလ19ရက်နေ့နေကင်းပိုင်းကဓမြတိုက်ခံရပြီးတော့ဆိုင်ဝန်တန်းအမျိုးသမီးတဦးတနက်နဲ့ပြစ်ခတ်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုဘိုင်းဥယျာဉ်ဆိုတဲ့ဖုန်းဆိုင်ကိုမနေ့ကနေကင်းပိုင်းနှစ်နာရီလောက်မှာတနက်သမားတဦးကဝင်ရောက်ဓမြတိုက်ခဲ့တယ်လို့သိရပါရတယ်။ဆိုင်မှာအမျိုးသမီးဝန်ထမ်း၃ဦးရှိနေတဲ့အချိန်ဓမြတိုက်ခံရတာဖြစ်ပြီးတော့ ဖုန်းနဲ့ပတ်စံကိုအဓမ္မတောင်းယူတဲ့အချိန်မှာရုံရင်းဆန်ဆက်ဖြစ်ပြီးတော့တိုက်ခိုက်ခံလိုက်ရတယ်လို့သိရပါတယ်။ဝေသားနဲ့ဖုန်းကိုသူဆွဲကိုဆွဲလောက်ရကနေပြီးတော့တနတ်နဲ့မျက်နှာကိုပြစ်မိသွားတယ်လို့စိုက်ပိုင်ရှင်ကသူ့ရဲ့ Facebook ကနေတဆင့်ရေးသားအသိပေးထားပါလေတနတ်နဲ့ပြစ်ခတ်ခံရတဲ့မိန်းကလေးကတော့ဆေးအုံမှာဆေးကုသမှုခံယူနေရပါတယ်အခုလ November 12ရက်နေ့မနက်အစောပိုင်းကလည်း ပြင်းဦးရဲမြို့လေကောင်မှာရှိတဲ့나ယူစင်အနီးကရွှေဆိုင်ကိုစိုင်ဖွင့်တဲ့အချိန်မှာအမျိုးသားနှစ်ဦးကဝင်ရောက်ဓမြတိုက်ခဲ့ရာတနက်တမားဓမြကိုထိုးချိတ်ဖမ်းဆီးဖို့ကြိုးပမ်းတဲ့စိုင်လုံးကြုံရေးဝန်ထမ်းအမျိုးသားပြစ်ခတ်ခံရပြီးတော့တေဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းကျုံပြော်မြို့နယ်မှာခြေပါအုပ်ချုပ်ရင်းမှုတွေကိုစစ်ကောင်မရှင်ရဲတပ်ဖွဲ့ကကျုံပြော်မြို့မှာရဲစခန်းကိုလိမ့်လေခိုးယူပြီးတော့ဖမ်းဆီးကာတအုပ်ကို45သိန်းနဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့ကကျုံပြော်မြို့နယ် 周登礼阿尼嘛，我是欧十岁个，帮书记讲话，欧洲业务二百五，讲话说话个，我做业务六个，中央庙嘛也是个个，你也介绍，表示也细路手臂罗，杨海嘛看看个臂罗，潘水厂那话，每年预交个在陆地阿话嘞，你也介绍，表我手臂罗，可罗，阿哥侬多阿只啦无，我做业务需要罗。 ဟိုကြတော့ရဲမေဒူရဲအုပ်ကအကုန်ဖမ်းဆိုပြီးတော့အမိတ်ဘေဘီဖမ်းခိုင်းတာပြီးတော့မိသားစုတွေကိုငွေ45သိန်းစီနဲ့ရွေးခိုင်းတယ်လို့ကျုံပြောမျိုးမရဲစခန်းနဲ့ဤဆက်သူတို့ကပြောပြထားပါတယ်။ဖမ်းဆီးခံရသူအုပ်ချုပ်ရဲမှုတွေရဲ့ကြေးရွာတွေကမြေယာချင်းငွေတွေနဲ့ပတ်သက်ပြီးတော့အကျွေးမဆက်ခဲ့တာကြောင့်အုပ်ချုပ်ရဲမှုတွေကိုလိမ့်လေခေါ်ဆောင်ကဖမ်းဆီးငွေတောင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူတို့ရွာတွေကလေယာချင်းငွေတွေကိုပြန်မဆက်ကြဘူး။အဲဒါကြောင့်အုပ်ကြီးတွေကိုဖမ်းပြီးတော့ရဲကငွေညစ်တာလို့ဒေသခံတို့ကပြောပြထားပါတယ်။ ဖမ်းဆီးခံရသူအုပ်ချုပ်ရေးမှုတွေကိုတရက်ကို55ဒိန်ပေးမှပြန်လွတ်ခဲ့တယ်လို့သိရပြီးတော့တောင်သူတွေဟာလဆင်စစ်မှုတန်းကြီးတိုင်းတောင်ကို9000ပေးနေရပြီးတော့စားဝတ်နေရေးပါခက်ခဲလာတာကြောင့်ချင်းဝေကိုပြန်မဆက်နိုင်ပဲဖြစ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့ပေါ်မှာလပိတ်စားစားတော့ဆိုင်ဈေးအပါအဝင်မင်္ဂလာဆောင်မှာမချမ်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဗ ెంబ ာ16ရက်နေ့မနက်ပိုင်းမှာရွှေဘုံမြို့ပေါ်မှာပြုလုပ်နေတဲ့မင်္ဂလာဆောင်တစ်ခုအတွင်းကိုအချမ်းမဆက်တကဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့ရာသရိုးသားထွက်ပြေးလွတ်မြောက်သွားခဲ့တော့လေမင်္ဂလာဆောင်ကိုကူညီတဲ့လူငယ်များဖမ်းဆီးခံရရတယ်လို့သိရပြီး မင်္ဂလာပွဲဟာပြတ်သွားတယ်လို့ပြောပါတယ်မနေ့ကမနေ့ကဘူရာနာမှာလုပ်တဲ့မင်္ဂလာဆောင်ကိုစူးစောင်းရေးဝင်ဆွဲတာသူတို့သားထွက်ပြေးနိုင်ပေမဲ့မင်္ဂလာဆောင်မှာကူညီနေတဲ့လူငယ်တွေအဖမ်းခံလိုက်ရပါတယ်ဖြေပုံမျိုးပေါ်မှာစစ်ခွေးတွေကနေတိုင်းလိုလိုပေါ်တာဆွဲနေတာလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ် အကြမ်းမဲ့စစ်ခွေးတပ်ဟာမနက်ပိုင်းနဲ့နေ့လယ်ပိုင်းဒီမှာပါလပိတ်ဆိုင်ဈေးကြီးပွဲစားဝိုင်းများပါမချမ်းဝင်းရောက်ပေါ်တာဆွဲနေတဲ့အတွက်လူငယ်လူရွယ်များအပြင်အသက်40ကျော်တက်လက်ပိုင်းများပါတိတ်ရှောင်နေရတယ်လို့ဒေသခံပြည်သူများထံကသိရပါတယ်။ရွှေဘုံမြို့ပေါ်မှာစစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်ရမှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်နိုင်ကရွှေဘုံခရိုင်အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးတန့်စော်လင်းရဲ့ညွှန်ကြားချက်နဲ့အထောက်အကူပြုပေးနေတယ်လို့သိရပါတယ်။ပေါ်တာဆွဲဖမ်းဆီးရရှိသူများကို မြို့နယ်ထွေအုံရုံးမှာယာယီထိန်းသိမ်းထားပြီးတဲ့နောက်တပ်ဆိုင်ရာစစ်မှုထမ်းစုဆောင်ရေးတပ်များနဲ့တင်းနှံကြောင်းများကိုပို့ဆောင်နေတယ်လို့ပြောပါတယ်။ငွေချေးတက်နိုင်တဲ့သူတွေကိုတော့မြို့နယ်ထွေအုံရုံးမှာပတ်စံနဲ့ပြန်ရွေးခိုင်းပြီးတော့လှုပ်ပေးခြင်းများကိုလည်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဂျော်နိုင်ကလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။ 水果苗王马，古罗龙东安片的啦个，水果苗呢，澳洲原木，江南苏雷牡丹呢，四季开花，澳大利亚苗木的腊茶吧，多罗卡科研澳洲原柏文，古罗木鸡丹草林的娘家人的来比罗包产顺利啦，我呢这，我呢那么原因，是不是品的，单不来的，再看过龙东安片的啦，苗王路泥巴肉马，白里路片的啦，瓦路水果苗干皮土土瓜，表面桃花嘞，那边水果苗王马，月光白一段，龙东安片家的苏味道，苗王川开苗马。 စစ်ခွေးတွေကပြည်သူများကိုစစ်စစ်ဖမ်းဆီးဝင်းညှဉ်မှုများကိုလည်းအရှင်ဟုန်နဲ့လှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြညွန့်နယ်ကကံကြီးကျေးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကမနေ့ကနိုဝင်ဘာလ19ရက်နေ့ညကလေကြောင်းကနေတိုက်ခိုက်ခဲ့ရာလူငယ်တွေအပါအဝင်ပြည်သူ5ဦးသေဆုံးကအယောက်30ကျော်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ19ရက်မနေ့ကည7:00နာရီကျော်မှာစစ်ခွေးတပ်ကကျေးရွာအတွင်းကိုလေကြောင်းကနေဘုံကျဲသွားတယ်လို့သိရပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုမှာအသက်18အရွယ်ဝင်းကျင်အမျိုးသား4ဦးနဲ့အမျိုးသမီး2ဦး စုစုပေါင်း9ဦးတေဆုံးကပြည်သူအယောက်30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။တေရာကကလေးတွေများတယ်ဒဏ်ရာပြင်းထန်တာတွေလည်းရှိတယ်လို့ဒေသခံတဦးကအတည်ပြုပြောကြားထားပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတွေကလေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြည်သူတွေကိုပြစ်မှတ်ထားကကြီးရွာတွေကိုလိုက်လံပြီးတော့လေကြောင်းကနေဘုံကျဲနေတာလို့ဆိုပါတယ်စစ်ခွေးတပ်ဟာရည်ရွယ်ချက်ရှိရှိနဲ့ လူသူအိမ်မောကြနေတဲ့အချိန်ကြီးရွာပေါ်ကိုတက်တဲ့ဘုံကျဲချခဲ့တာဖြစ်ကြောင်းပြည်သူထိခိုက်တိုက်ဆုံးတာတွေအပြင်နေအများပြားလည်းပျက်စီးသွားကြောင်းအညာမြေတပ်ပေါင်းစုကအသိပေးထားပါတယ်အခုလတည်းမှာမြန်မြို့နယ်ကိုစစ်ခွေးတပ်ကလေထီရဟတ်ရင်တို့နဲ့လေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပစ်လုပ်နေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယအပတ်အတွင်းမှာလည်းမြန်မြို့နယ်အတွင်းကိုထိုးခဲ့တယ်စစ်ခွေးတပ်ရဲ့စေချောင်းကပြည်သူနှောက်ထဲမနေတပ်ဖြတ်ပြီးတော့ငါးဦးထဲမနေကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးတယ်လို့သိရပါဗျ။နိုဝင်ဘာလ19ရက်နေ့မနေ့ကလည်း မန္တလေးတိုင်းတပေကျင်းမြို့နယ်နဲ့စကိုင်းတိုင်းဒီပေးမြို့နယ်တို့ကိုစစ်ခွေးတပ်ကလေကြောင်းကနေဘုံကျက်တိုက်ခိုက်လို့ ပြည်သူနှအုပ်သေးဆုံးပြီးငါးဦးတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။တပိတ်ချင်းမြို့နယ်ကလက်ပံပြခြေရွာကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ပြည်သူနှအုပ်သေးဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထုတ်ပြန်ထားပါဗျ။နိုဝင်ဘာလ19ရက်နေ့ညနေ4နာရီခွဲလောက်မှာတပိတ်ချင်းမြို့နယ်လက်ပံပြကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချမ်းမဲ့စစ်တပ်ကအချောင်းမဲ့တပ်တပ်၄ချောင်းကနေတိုက်ခိုက်မှုပြစ်လုသွားတယ်လို့ပြောပါတယ် အဲ့ဒီလေချောင်းတက်ခတ်မှုကြောင့်လက်ပံပြန့်ကြေးရွာမှာရှိတဲ့ပြည်သူ၂ဦးအသက်ဆုံးရှုံးခဲ့ရပြီးတော့ပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကအသိပေးထားပါတယ်။အလားတူပဲသခိုင်းတိုင်းဒီပဲရင်မြို့နယ်ရှေ့ချမ်းကရင်ကြေးရွာအနီးကိုနေ့လယ်တနားကျော်မှာမုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်နဝခခကနေတက်လာတဲ့ဂျိုင်ရိုကော့တဲ၃စီးနဲ့ဘုံဒီကျဲချလေချောင်းကနေတက်ခတ်ခဲ့လို့ပြည်သူ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒီပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ သတင်းလေးကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်မင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ ၄င်းစင်မပြတ်အစဉ်အမြဲကြိရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်မှာစစ်ခွေးတပ်ကပြစ်ခတ်မှုများနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူများထိခိုက်ဒဏ်ရာရရှိကပေါင်းနဲ့ချီးတဲ့ပြည်သူများဟာစစ်ဘေးရှောင်ရန်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဗာမာလ19ရက်နေ့မှာစစ်ခွေးတပ်ကခင်ဦးကမ်ဘလူရေဦးအဆက်ကနေတဆင်ခင်ဦးမြို့နယ်အတွင်းကိုဝင်းရောက်လာတယ်လို့ပြောပါရယ်စစ်ကြောင်းထိုးရမှာပထမဦးစွာလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ပြီးများဝင်းရောက်စစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့ပြောပါရယ်စစ်ခွေးတပ်ရဲ့ပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါရယ်ရေဦးနယ်ပင်စိန်ကင်းရွာကနေတဆင်ခင်ဦးနယ်မုံလဆန်ပြကြီးရွာစီကိုစစ်ကြောင်းတွေရောက်လာတယ်ပြည်သူတွေကတော့ကောင်းတဲ့ချီးပြီးနေရက်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါရယ် စစ်ရှောင်းတွေထွက်ပြေးနေတဲ့အချိန်မနေ့ကနေ့လယ်12နာရီကျော်အချိန်မှာအေးမဲ့ရွာကိုစစ်ခွေးတွေကလက်နက်ကြီးနဲ့ပစ်လို့ပြည်သူ၃ဦးထဏ်ရာရရှိခဲ့ပါတယ်လို့စစ်ပေးရှောင်းပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။ခင်ဦးမြို့နယ်အေးဘက်ရွာကိုစစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ရမှာရေဦးမြို့ပေါ်ဆယ်မြောင်းရုံစခန်းအတွင်းမှာအထိုင်ချထားတဲ့စစ်ခွေးများကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။လက်နက်ကြီးနဲ့ပစ်ခတ်လို့ကိုထွန်းထွန်းအသက်48နဲ့ကိုကျော်ကိုကိုဦးအသက်38နဲ့ မောင်ထမြတ်အောင်အသက်၁၄နှစ်တို့ခိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အခုတော့စေကူတာမှုပေးနေတယ်လို့ခင်ဦးမြို့နယ်ပကပအဖွဲ့ဝင်တအူးကရှင်းပြထားပါတယ်စေခွဲတက်ကစေချောင်းထိုးလာတဲ့အတွက်ကံဘလူမြို့နယ်နဲ့ခင်ဦးမြို့နယ်တို့မှာရှိတဲ့ကြောက်တိုင်းကြည်စုဝက်တိုးအိုင်ပေါင်းချောင်းရင်းတိုင်းငားယုံကြီးရှားတော်မုံရတာဝတ်တီမြင်းကြတေရကုန်းကျွန်းတော်ကြီးကျွန်းတော်လေးဥယျာဉ်စတဲ့ကြေးရွာပေါင်းများစွာကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာနေရက်ကိုစွန့်ခွာထွက်ပြေးနေရကြောင်းဒဏ်ရာရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ